ဘောလုံးလောကရဲ့နိုင်ငံတကာအကြောင်းဆုံးအဝါကပ်များနံပါတ်၁နေနေကတော့အဖားဖြစ်သူကိုပြေးဖက်မိလို့အဝါကပ်ပြခံလိုက်ရတဲ့ကစားသမား2014ခုနှစ်တုန်းကရိုမာနဲ့ကက်ကလီယာရီအသင်းတို့ရဲ့ပွဲစဉ်တစ်ခုမှာရိုမာအသင်းကနှစ်ဂိုးခုမရှိနဲ့အနိုင်ရနိုင်ခဲ့ပါတယ်။အဲဒီပွဲစဉ်မှာရိုမာနောက်ခံလူဖလော်ရီစီကရိုမာအသင်းအတွက်သင်္ကိုးတစ်ခုသွင်းယူပေးခဲ့ပါတယ်။ကစားသမားကလည်းဂိုးသွင်းယူပြီးမှပွဲကြီးစင်ပေါ်ကိုခုန်တက်ပြီးတော့အသက်၈၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖွားရီဖြစ်သူကိုပြေးဖက်ခဲ့ပါတယ်။ အဒီမီငွန်းကဘလုံးပြိတက်တွေတော်တော်ကြည်နူးစရာဖြစ်ခဲ့ပေမဲ့ဒိုင်လူကြီးရဲ့မျိုးလုံးလေးမှာတော့နည်းနည်းလေးကန့်လန့်ဖြစ်သွားတဲ့ပုံရပါတယ်။အဲကြောင့်ကစားသမားကိုအလွန်ကျွံအောင်ပွဲခံနေဆိုပြီးတော့အဘွားကပ်ပြားပြသခဲ့ပါတယ်။ဒီကြီးမင်းတို့လည်းနောက်ဆိုရင်အမျိုးတွေကိုကွင်းထဲခေါ်မလာကြဖို့အကြံပေးခြင်းပါ။ နမနိနေနေကတော့လေးလေးမိလို့အဝါကပ်ပြတ်ခံလိုက်ရတဲ့ကစားသမားပါလေးလေးလေးဆိုတာမျိုးကကျမရဲ့ကိစ္စဖြစ်လို့ဘောလုံးစီမြင်နေတော့ဘာမှပတ်သက်မှုမရှိပါဘူးဒါပေမဲ့ဆွေဒင်းအောက်တန်းလေးတစ်ခုမှာတော့ကစားသမားတယောက်လေးလေးမိလို့ဆိုပြီးအဝါကပ်ပါပြတာခံလိုက်ရအတန်းလင်းလင်းဆိုတဲ့ကစားသမားကသူ့ကိစ္စကိုတို့တို့တိတ်မဖြေရှင်းမဲ့နဲ့ဘုံဝင်ရှယ်ထုတ်သွားခဲ့တာဖြစ်ပါတယ် ဒါကိုကွန်းလန်တိုင်းကလည်းကြားသွားခဲ့ပြီးတော့အာကစားသမားမပီတာဘူးဆိုပြီးအဝါကပ်ပါကောက်ပြသွားခဲ့ဖြစ်ချင်တော့ကစားသမားကလည်းပထမတဝါအထိနေပြီးသားဖြစ်လို့နှစ်ဝါတနည်းနဲ့ပါထုတ်ပယ်ခံလိုက်ရပါပုံမှန်ဆိုရင်ဒုတိယအဝါကက်ဆိုတာမျိုးကဝန်ရင်ပေးပြီးမှပြလေးရှိတာမျိုးပါဒါပေမဲ့ဒီကိစ္စမှာတော့ဒိုင်ကတစက်ကလေးမှကိုမစင်စားဘဲနဲ့အဝါကက်ကိုတန်းပြသွားခဲ့တာဖြစ်ပါတယ်ကြည့်ရတာဒိုင်ကအတန်းတော်တော်လေးကြိုက်တဲ့ပုံတော့ရပါတယ် ။နံပါတ်3နည်းနဲ့ကတော့ကွင်းထဲမှာသေးပေါင်းပြီလို့အဝါကပ်ပြခံလဲရတဲ့ကစားသမားပါ။ဘလုံးပွဲတွေဆိုတာတနအီခွဲကြော်လောက်ကစားရတာဖြစ်ပြီးတော့တခါတလေမှာပွဲကစားနေနေလေကိစ္စကထိပ်ဝါရောက်လာတတ်ပါတယ်။အချို့ကလည်းကွင်းထဲကနေခဏထွက်ပြီးတော့အဝတ်လဲခန်းထဲထိသွားပြီးဖြစ်ရှင်းတတ်ကြတာပါ။ ဒါပေမဲ့ဒီကစားသမားကတော့ပွဲကစားနေတုန်းထိတ်ဝရောက်လာလို့ဆိုပြီးတော့ကိစ္စကိုကွန်းထဲမှာတင်ဖြည့်ရှင်းပြလိုက်ပါတယ်။ကွန်းတောင်လေးမှာကတိုးလေးသွားရှောက်နေတုန်းမှာပဲကွန်းလန်တိုင်းကမိသွားခဲ့ပြီးတော့အဝါကက်ပြသခံလိုက်ရပါတယ်။ဖြစ်ချင်တော့ပထမတဝါလည်းထိထားပြီးသားဖြစ်နေလို့ဒုတိယအဝါကက်ထိပြီးထုတ်ပယ်ခံလိုက်ရတယ်။ဒီကစားသမားကလည်းအပေါ်ကလေလေတဲ့ကစားသမားလိုပဲကျမရဲ့ကိစ္စကြောင့်အဝါကက်ပြသခံလိုက်ရတာပါ။ဒီတိုင်းကြီးကြည့်ရတာဒီကိစ္စကိုတော်တော်လေးခွင့်မလွတ်နိုင်တဲ့ပုံရပါတယ်။နံပါတ်၄အနေနဲ့ကတော့အဝါကက်ပြန်ပြခံလိုက်ရတဲ့ဒိုင်လူကြီးပဲ။1995ခုနှစ်တုန်းက Ranger ြားအသင်းနဲ့ Hibernian အသင်းတို့ရဲ့ပွဲစဉ်မှာအင်္ဂလန်ကနဝင်ကြီး Paul Gascoigne ကကွင်းလက်တိုင်ကိုအဝါကပ်ပြန်ပြခဲ့ပြီ။အဲဒီပွဲစဉ်မှာကွင်းလက်တိုင်ရဲ့အဝါကပ်ကအိတ်ထဲကနေထွက်ကျနေခဲ့တာပါ။နောက် Gascoigne ကလည်းသွားကောက်ပြီးတော့ကွင်းလက်တိုင်ကိုအဝါကပ်ပြန်ပြဖြစ်လိုက်ပါ။အဲကွင်းလက်တိုင်ဖြစ်နေလို့အဝါကပ်ထိမသွားဘူးဆိုပေမဲ့တကယ်တမ်းအဝါကပ်ထိသွားတာကတော့ Gascoigne ပဲဖြစ်ပါတယ်။တိုင်ကသူ့ကိုမျက်ခွက်လာပြောင်ရမလားဆိုပြီးတော့ပြန်ပေးတဲ့အဝါကပ်နဲ့ပဲချက်ချင်းပြန်ပြလိုက်တာဖြစ်ပါတယ်။တိုင်ကလည်းစသလိုနောက်တလိုနဲ့ပြန်ပြခဲ့တာဆိုပေမဲ့အဝါကပ်ကတော့တကယ်ကြီးထိသွားခဲ့တာဖြစ်ပါတယ်။နံပ က်ငါအနေနဲ့ကတော့ဘလုံးကိုကြောင်ရောင်နဲ့ကောက်တုံးပြီလို့ဆိုပြီးအဝါကက်ပြတ်ခံလိုက်ရတဲ့ကစားသမားပါ။တချို့သောကစားသမားတွေကလက်ပြပေါ်မမြောက်ခင်မှာဘလုံးကရေတွေချွေးတွေကိုအရင်တုတ်ပြီးမှလက်ပြပေါ်မြောက်လေးရှိပါတယ်။အနာစုကဒီလိုတုတ်တဲ့နေရာမှာကိုယ့်အင်ဂျင်တွေပဲကိုပြန်တုတ်ကြတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ဝိုင်းကွန်ပီတင်းရဲ့ကစားသမားကတော့ကိုယ့်အင်ဂျင်နဲ့ကိုမတုပ်ပဲနဲ့ဘောကောက်ကောင်လေးရဲ့အင်ဂျင်ကြီးဆွဲပြီးတော့ကောက်တုပ်ပစ်ခဲ့တာဖြစ်ပါတယ်။ရောင်ထိုင်ကလည်းကလေးကိုအနိုင်ကျင့်အောင်မလားဆိုပြီးတော့အဝါကပ်ပြပါပြတာပြလိုက်တယ်။အခါတုန်းကလည်းချက်စီကစားသမားဟောင်းဟာဆက်ကဘောကောက်ကောင်လေးကိုပိတ်ကန်လို့ဆိုပြီးတော့အနီးကပ်ပြပါခံခဲ့ရဘူးပါတယ်။အဆုံးလေးကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။